တချို့ another နဲ့ other နဲ့ကိုမကွဲဘူးပေါ့နော်အဲ့နှစ်ခုဘလို့ခွဲရမလဲပေါ့ဒါကတချို့ a2 a2 plus level လောက်မှာတွေ့ရရဲ့ confuse ဖြစ်ကြရတဲ့ဟာတခုပေါ့နော်များသောဖြစ်တချို့ writing နေစစ်လို့ရှင်လေဒီနှစ်ခုမြင်တယ်ရောကြရပေါ့အဲ့တော့တချို့စပြီးတော့ကြည့်ရှင်မယ်နော်အရင်ဆုံး the another other ကိုချက် function နှစ်ခုနဲ့တုံးလို့ရတယ် we can use it as a determiner or as pronouns determiner ဆိုတော့ noun ရဲ့ information ကို determine လုပ်ပြရပြ ပြပေးတာမဟုတ်လို့ပေါ့နော်သူ determiner လို့ခေါ်ရဲ noun နဲ့တွဲသုံးတယ်ဒါပေမဲ့ pronoun ဆိုရင်တော့ others တို့ပါ another ရူပါဘာလို့ noun မပါပဲနဲ့သုံးတယ်ပေါ့နော်အဲအရင်ဆုံးချွာ another ကိုကြည့်ရှင်မယ် another က तू က an plus other ပေါင်းတာပါအဲ့တော့ article and she ရဲ့ဆိုရဲသူ့နာမှာ singular or plural ပါလိုက်မယ် yes singular countable noun ပဲလိုက်တယ်ပေါ့နော် another noun မှာဟိုအဲ့တော့ဥမာထားပါဦးတခြားအာ I'd like another cup of coffee. ဆိုရင်ကိုကကော်ဖီခွက်တစ်ခုတောက်ပြီးသားဒီကော်ဖီဒီရတာဒီပုံစံဝင် one more နောက်ထပ်တစ်ခွက်လိုချင်တာပေါ့နော်အဲအဲ့ဒါမျိုးဟို additional extra ဆိုရဲ meaning နဲ့လဲသုံးလို့ရတယ်နောက် तू ကပုံစံတူတာမှမဟုတ်ဘူးဥမာ I don't like this cafe can we go to another ဒါဆိုရင်ဒီကဖေးပုံစံ तू မကြိုက်လို့အခြား different cafe တခုသူတွားချင်တာပေါ့နော်အဲ့လိုမျိုးပုံစံမတူရဲ့ different type ကိုပြောချင်တဲ့အခါမှာလေဒါဆို another ကိုသုံးလို့ရပါဒါပေမဲ့သူ့နာမှာဘာပဲလိုက်လဲဆိုရင် singular countable ပဲလိုက်တယ်ပေါ့နော်အဲ့တော့ another the ဒီရှိပြီးသားပုံစံတူ same type ကိုနောက်ထပ်တစ်ခုလို့ပြောရလဲဖြစ်နိုင်တယ်လို့ different type ကိုပြောရမျိုးလဲဖြစ်နိုင်တယ်အနောက်မှာ singular countable လိုက်တယ်ပေါ့နော်အဲ့ရော plural လိုက်လို့မရဘူးလားပေါ့နော်မတခါကြရင်တကယ် another two တော့ another three ကိုကြားဘူးရယ်ပေါ့နော်အဲ့လိုပဲသုံးလို့မရဘူး yes ရတယ်ဒါပေမဲ့သူ့ရဲ့ချွင်းချက်ကပါလဲဆိုတော့တကယ်တော့သူ့နောက်မှာ plural လိုက်ချင် we need a number number ထည့်ပြရအောင်ဥပမာ i need another two cups of coffee I'd need another three slices of pizza. We have to say like that. 加了嘛，number 的苦特别让我呢。啊，所以呢，这是第 plural noun 来读呀。那的苦啊，读这是 pronoun 里面的动物呀。我嘛无奈嘛，这是表达的 sentence 嘛。I don't like this cafe. Can we go to another? 第嘛就这个意思是 another cafe 是不是呀嘛？哇，那么这是 ten 哩，cafe 又飘来不哟？Can we go to another？是不哟？ ellipsis နဲ့ဖြုတ်ချလိုက်တာပေါ့နော်ဘာလို့လဲဆိုကဖေးကိုပြောရမယ်သူ့အကိုရောတည်ပြီးသားလေအဲ့ဒါမျိုးဆိုအဲ့ဒါ determiner မဟုတ်ပဲね pronoun ဖြစ်သွားတယ်ဥပမာဟိုခုနကတော့ပြော another two ဆိုလေအာ i like this coffee can you give me another two cups of coffee အဲ့လိုပြောမယ့်နေရာမှာ can you give me another two လို့ပဲပြောလို့ရတယ်အနောက်က cups of coffee ကိုဖြုတ်လိုက်လို့ရတယ်ဘာလို့လဲဆိုကိုကဒီ coffee ကိုပြောနေရမယ်သူ့အကိုရောတည်ကြပြီးသားမဟုတ်လို့အဲ့ဒါမျိုးဆိုရင်တော့ပြောဒီ pronoun ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါ another ကိုဘယ်လိုသုံးမလဲဆိုတဲ့ဟာပေါ့နော် ။အဲ့ဆိုရင်အာသာကကြတော့သူကြတော့သူ spelling မှာ n မပါတော့ဘူး။အဲ့တော့သူနောက်မှာပါရလိုက်လေဆိုရင် plural countable or uncountable noun စလိုက်လို့ရတယ်။ဥပမာတခြား shopping ထွက်တယ်။အင်းကြီးတွက်ချည်ရယ်ဆိုရင် I don't like this design. Do you have others? Or can you show me others? အဲ့ဆိုရင်သူသူတခုလည်းပြခိုင်းတာမဟုတ်အများကြီးပြခိုင်းတာ plural. Now different designs ကိုပြခိုင်းတာလေအဲအဲ့ဒါဆိုရင်တချို့ကဒီဟို can you show me others ဆိုပြီးတော့တုံနေပေါ့နော်နောက်ဒီမှာကတချို့ကဟိုဒဲမပါဘူးဘာလို့လဲဆိုတော့ဘယ် design ရလို့သူကမသိသေးဘူးလေ generally ပြောနေရမျိုးဆိုတော့ can you show me others ဒီမှာဆိုတော့ pronoun အနေနဲ့တုံတာအမှန်တော့ can you show me other designs လို့ပြောလေရတယ်ပေါ့နော်အဲ့တော့ design မှန်သိနေပြီလားဆိုတော့ others ဆိုပြီးတော့ pronoun အနေနဲ့တုံတာအဲ့တော့ plural pronoun အနေနဲ့တုံမယ်ဆိုရင် other မှာ s ပါတယ်ပေါ့နော်ဥပမာတချို့ some people like using the internet uh, but others don't အဲ့ဒါဆိုရင်အဲ့ဒီ others တွေဘာပြောရလဲဆို other people ကိုပြောတာဒါပေမဲ့တချို့ people ကိုပြောရမယ်သိပြီလားဆိုတော့ people ကိုဖြုတ်လိုက်ပြီး other မှာ s ထည့်လိုက်တာပေါ့နော်ဒီမှာဆိုလဲဒါ different kind of groups ဒီ group မဟုတ်အခြား different kinds of group လို့ပြောတာပေါ့နော်အဲ့ဒါဆိုရင်တချို့ဒီဘာကိုတုံးလဲဆိုရင် other ကိုတုံးတယ်ပေါ့အဲ့တော့ other နောက်မှာဘာလိုက်လဲဆိုရင် plural countable လိုက်တယ်ပေါ့နော် and ဒါကြောင့် account တွေပဲလိုက်လိုက်လို့ရတယ်ပေါ့နော် For example this website is for learning vocabulary you can also learn uh, other information so that's ဒါဆိုရင်ဒီ show the other information the information က encountable the different kind of vocabulary မဟုတ်တဲ့ different kind လို့ပြောချင်တာဆိုတော့တချို့ဒီ other တုံးနေပေါ့နော်ဘာလို့လဲဆိုတော့ encounter ဖြစ်နေတော့ another တုံးလို့မရဘူးအဲ့လိုမျိုးလဲတုံးလို့ရတယ်ပေါ့နော်အဲ့တော့ other ဒီ another နဲ့ meaning to do ပဲဒါပေမဲ့ဘာပဲကိုသူဘာပဲကွာွားရလဲဆိုရင် other ကကြောက် plural countable or အကောင့်တပုံနဲ့တွေ့တုံနေပေါ့နော်အဲ့တော့သူဒီ PC ဒီအတူတူပဲနောက်ထပ်တစ်ခုတောင်းတာမျိုးလည်းဖြစ်နိုင်တယ်လို့မတူရဲ့ PC နောက် different design တစ်ခုတောင်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့သူကလည်းအဲ့လိုမျိုးပဲ pronoun အနေနဲ့သုံးမယ်ဆို plural ဆိုအားသောမှာ s ထည့်မယ်ဟိုအဲ့လိုမဟုတ်ဘူးဟို accountable ဆိုရင်တော့ဘာမှမပါဘူးပေါ့နော်ဟိုတနိုင်မဲတုံးလို့ရတယ်ပေါ့နော်အဲ့ရောဒီမှာကြောက်ရလေတချို့နည်းနည်းလေးတစ်ခုမှတ်ဆရာရှိရဲအဲ့ဒါဘာလဲဆို other ကို specific information ကိုပြချင်တဲ့အခါမှာ article there လို့ အခြား mine တို့ our တို့ပါဘူး determiner စီ possessive adjective တွေနဲ့လေတွဲပြီးတော့တုံးလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးတွဲတုံးရင်ကြတော့ meaning ကနည်းနည်းလေးပြောင်းသွားတယ်ဥပမာထားပါဦးတစ်ချက်မှာနက်ကက်နှစ်ဖက်ရှိရယ်ပေါ့နော် one earring and the other earring အဲ့တော့နှစ်ဖက်ရှိတယ်မှာ i lost one earring but i still have the other အဲ့ဆို one earring လို့ပြောရဲကတစ်ဖက် ပြတ်သွားပြီဆိုတော့တစ်ဖက်ကျန်ခဲ့လေကျန်ခဲ့တဲ့တစ်ဖက်ကဘယ်ဟာကိုပြောရလဲအကုန်လုံးကတိတာပြီးတော့လေပထမနှစ်ခက်နဲ့တွဲထားတဲ့နှစ်ခက်ကိုပြောရဲဆိုတာအဲ့ဒါမျိုးတိချသွားပြီလေအဲ့ဒါဆိုကျတော့အရှိအားသရှိမှာ article D ထည့်လိုက်တယ်ပြီးတော့ဆက်လိုက်တယ်ပေါ့အဲ့အဲ့ဒါမျိုး D other လို့တွေးပြီးဆိုရင်ကြာဘာတိရမှာတော့ကျန်ခဲ့တဲ့ဟာကိုပြောတာ the rest or the remaining one เนาะจั่นแก่ห่าก็ပြောจินน่ะบ่เนาะအုပ်စုတအုပ်စုထဲမှာจั่นแก่ห่าก็ပြောတာဥမာအဲ့တော့သူ့နောက်မှာတချို့ plural လဲလိုက်လို့ရတယ်ဥမာတချို့အတန်းထဲမှာ ကျောင်းသား10ယောက်ရှိရယ်အာ3ယောက်ကကျောင်းပြတ်တယ်ဂျန်နဲ့9ယောက်ကကျောင်းလာရယ်ဆိုရင်အာ3 uh, students didn't come to class but the others came I အဲ့လိုမျိုးတုံးတယ်အဲ့မှာသူ the others ကျန်နဲ့ကျောင်းသား9ယောက်ကိုပြောတာပေါ့နော် article they နဲ့ the နဲ့ပေါင်းတာအတွေ့ပြီဆိုတော့ပါတိရမစား remaining ကျန်နေတဲ့ဟာကိုပြောရဲဆိုတာသိရမယ်ပေါ့နော် so that's all about how to use another and other in context အဲ့ခုဒီချင်နဲ့ဒီနှစ်ခုဘယ်လိုกว่าလဲဆိုတာသိပါပြီဆိုတော့ဒီချင် sentence အမားတွေပြီးမယ်ပေါ့နော်အဲ့အဲ့ဒါကိုပြင်ပေးရမှာပေါ့အဲ့တော့ဒါလေးကိုကြည့်ကြအောင် these boxes are for books the others boxes are for clothes ပါမနီလေ yes ဘယ်လိုဆို others လို့တုံးလိုက်ပြီးရင် ဟိုအနောက်မှာ boxes ထပ်ထည့်စရာမလိုဘူးလေ။ဘာလို့လဲ s ထည့်လိုက်ပြီဆိုတာ pronoun ဖြစ်သွားပြီလေ။အဲ့တော့က the others are for close လို့ပြောရင်ပြောမပြောလို့ရှင် the other boxes are လို့ပြောရင်ပြောပုံနဲ့ဒါမှနှစ်မျိုးလုံးပေါင်းပြီးတော့ the, other the others the other boxes လို့တုံးလို့မရဘူးပေါ့နော်။ other other and this one some scientists think we should reduce the number of flies to prevent global warming. other disagree. ပါမနိုင်လေ။ yes ဒီရှေ့က other scientists လို့ပြောချင်တာလေအဲ plural ဖြစ်တဲ့ကြောင့်အားသားမှာဗာထည့်ပေးရမယ် pronoun အနေနဲ့သုံးမယ်ဆိုရင် others disagree or other scientists disagree ဆိုပြီးတော့အဲ့လိုရေးမှာပဲမှန်မယ်ပေါ့နော်ဒါပေမဲ့ other disagree ရောရေးလို့မရဘူးပေါ့ and this one i've posted the first package what shall i do with other package ပါမှားနေတယ် yes တချို့ other နောက်မှာ plural countable ပဲလိုက်တယ်လို့ပြောတာ誒အဲ့တော့ package က singular ဆိုတော့ other တုံးလို့ရတာမရဘူးပေါ့နော်အဲ့ဟိုအဲ့တော့ဒါပေမဲ့ဒီထဲမှာ तू อ่ะတိတ်ကြရဲဘယ်ဖက် तू ဟာ package နှစ်ခုရှိရဲနှစ်ခုတွေကမှာကြံတဲ့ package တစ်ခုကိုပြောတာဆိုတော့ဘာဖြစ် yes the other package လို့တုံးရင်တုံး ဟုတ်အဲ့လိုမဟုတ်ဘူး तू က specifically ပြောနေတာမဟုတ်ဘူးအခြား8တီကိုပြောတာဆိုရင်တော့ other packages ဆိုတော့ဝင်တုံးပေါ့နော်ဒါပေမဲ့ other package လို့တော့မရှိဘူးပေါ့နော် other နောက်မှာတုံးမယ်ဆိုရင် plural countable or uncountable ပဲဖြစ်ကြမယ်ပေါ့ and this one ကြည့်ကြအောင် after a man in australia i was ready to move to other country yes ဒီမှာလည်းဦးနာပုံစံအတိုင်းပဲ country က singular countable ဟဲ့ပါဖြစ် another country Pigamono. And this one there is another car park a little further down the same street. Yeah, and other yeah, another car park Pigamono. And this one another interesting places to visit include uh, the old market and the castle. So အနာသားနောက်မှာ singular ပဲလိုက်တယ်လို့ပြောရတယ်ဒီမှာ plural ပဲဖြစ်နေတော့မဖြစ်ဘူး other interesting places ဖြစ်ကမှာပေါ့နော်အဲအဲ့လိုမျိုးလေးတချို့ဟို other နဲ့ another နဲ့ singular plural ပဲမှားပြီးတော့တုံးတက်တယ်ပေါ့နော်အဲ့တော့ကိုကဘာသိရမလဲဆိုရင် another လို့ပြောလိုက်ရင်အနောက်မှာ singular countable လိုက်မယ် plural လိုက်ချင် number ပါရမယ် another two, another three, a little bayam. Other little bio line, countable plural or uncountable line, eh, mama, article de tebiole, don't lo yare, or my other car, my other book do wale, don't lo yare, one. So that's the difference between other and another.